ဟုတ်တယ်အရင်ပြောတာဘာလို့လဲဆိုတော့အဲ့ကင်မရာကိုပြင်မမြင်ဘူးသူရိုက်တာမြင်ဘူးနေရာတော်တော်ကြာခဲ့ပြီဆိုတော့ဆန်းနာလေးတစ်ခုပြေးသွားပါတယ်အဲ့ဘလို့လဲဆိုတော့လေတီးရောခုနကတော့ရိုက်မယ်တဲ့ဒီလူတွေနဲ့ခုမှတွေ့ပြီဆိုတော့တီးပါရဲ့အပိုင်းကသူနဲ့မဆောင်လိုက်ဘူးပေါ့နော်ပိုစတာရိုက်မှာပဲတစ်ခါဆောင်လိုက်တာအဲ့တော့အမအကောင်လုံးသူ့ကင်မရာနဲ့ရိုက်မယ်ဆိုတဲ့အချိန်မှာတစ်ခါရိုက်သွားတယ်နာမည်ဘလို့ခေါ်လဲဘာညာမေးပြီးတော့ပြီးလဲပြီးတော့ record မနှိပ်လိုက်ဘူးတဲ့အဲ့နောက်တစ်ခါပြန်ရိုက်တယ်အဲ့အဲ့ဒါအဲ့ဒါတော့မှတ်တရပေါ့ တယ်အရင်ပြောတာဘာလို့လဲဆိုတော့အဲ့ကင်မရာကိုပြင်မှာမြင်ဘူးသူရိုက်တာမြင်ဘူးနေရာတော်တော်ကြာခဲ့ပြီဆိုဆန္ဒလေးတခုပြေးသွားပါတော့ပြင်မှာဘယ်လိုတွေ့လိုက်ရလဲကိုရဲ့ဒါအခုလေးတော့ပဲပြောပြောရတာအင်ဖို့နော်ဒါကို့ဦးလေးရွယ်ဆိုတော့ဘလို့လဲဆိုတော့လေတီးတို့ခုနကတည်းကရိုက်မယ်တဲ့ဒီလူတွေနဲ့ခုမှပြုတ်ပါဆိုတီးပါရဲ့အပိုင်းကသူကမဆောင်လိုက်ဘူးပေါ့နော်ပိုစတာရိုက်မှာပဲတစ်ခါဆောင်လိုက်တာအဲ့တော့အမအကောင်လုံးသူ့ကင်မရာနဲ့ရိုက်မယ်ဆိုတဲ့အချိန်မှာတစ်ခါရိုက်သွားတယ်နာမည်ဘလို့ခေါ်လဲဘာညာမေးပြီးတော့ပြီးလဲပြီးတော့ record မနှိပ်လိုက်ဘူးပဲဟာနောက်တစ်ခါပြန်ရိုက်တယ် အဲ့ဒါအဲ့ဒါတော့မှတ်တရမဟုတ် အဲ့ရုပ်ထည့်ဆိုနည်းနည်းခုနကလန့်အောင်ဘယ်မှာအော်သူတရိုက်တော့မယ်တီးရနည်းနည်းပျော်သွားဆိုအဲ့ကင်မရာကညင်ချင်းနေတာဆိုတော့ဒါဥရစာခုနကတော့သူပြောတော့လေပြောသွားတယ်ပေါ့နော်လူငယ်တွေစ조사ထားတော့သူတွေ့ရဥရစာဟိုဘယ်လိုပြောမလဲသူ appreciate လုပ်တယ်ပေါ့နော်လူငယ်တွေပေါ်မှာနောက်ပြီးတော့သူ shoot တင်မှာအဲ့ပြန်မဲ့တီးရပြန်ပြောပိုစတာရိုက်တော့အောင်ဆောင်တော့ဆိုတော့သူအဲ့လိုပဲအာ stylist တွေပါတယ်သူတို့ stylist နဲ့လုပ်ဘူးအဲ့ဒါတွေကိုသူတို့ appreciate ဖြစ်တယ်ပြီးအကောင်လာ team work ငင်းငင်းနဲ့ပြောဆောင်ထားတယ်လူငယ်တွေပဲသူအဲ့ဒါကိုသူသဘောကျတယ်အဲ့ဒါလေးကိုသူခဏခဏထုတ်ပြောတယ်အဲ့ဒါလေးကိုတီးရလည်းပို့ပြီးတော့ပြောရတာပေါ့နော် ော့ဟုတ်တတိဆိုလို့ရှိရင်ဒါကဟိုဇလန်ဒရိုင်းမှာမြင်မှုတယ်ကျောင်းသားတွေမှာမြင်မှုတယ် influencer အနေနဲ့မြင်မှုတယ်ပေါ့နော်ဒါပေမဲ့တတိဒါရုံတင်ကားအနေနဲ့ဒါဟာပထမအဦးဆုံးတတိမင်းသမီးအနေနဲ့ရုံတင်ကားမင်းသမီးအနေနဲ့ပါရတဲ့ကားလေးဆိုတော့တတိအနေနဲ့အရန်ပျော်ပါတယ်ဒါကလည်းတတိတဲ့အမှတ်တိုင်တစ်ခုပေါ့ဒီကနေမှလာမဲ့အလောက်ကိုင်းခွန်းလန်းနေအများကြီးကိုလည်းတတိပုံပြီးတော့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါမှလည်းတတိတို့ဟိုတတိတို့လုံးချင်တဲ့ character တွေဖြစ်ချင်တဲ့ character တွေကိုတတိတို့အများကြီးတိုးဆောင်ဝင်ရမယ်ဆိုတော့အဲ့တော့ဒီကားကို အများကြီးလာကြည့်ပေးကြပါလို့အဲ့မှာနောက်ကားတွေမှာလည်းတီးရူကအများကြီးကျုပ်ဆောင်ဝင်ခွင့်နေရရမှာဆိုတော့လေဟုတ်ဒီကားထဲမှာခေါင်းဆောင်ဆိုတာမရှိပါဘူးတီးရူအကောင်လုံးညီလူညီမပဲပါမယ်ပြုံးဆောင်ထားပါတယ်ဒါကလည်းဒီကားလေးရဲ့ထူးခြားချက်ပါပဲဟုတ်ဒါကတီးရူအပိုင်း၃ပိုင်းပါတယ်ရုပ်ရှင်ကားလေးပေါ့နော်၃ပိုင်းမှာပါတဲ့အတားတွေကဘယ်လိုဆက်ဆက်နေမှာလဲဆိုတာတော့တီးရူအဆုံးသတ်မှာတွေ့ရမှာပေါ့နော်အာပြီးတော့ဒါတရေကဒါပေမဲ့တရေကားပေါ်မှာပြုတ်ပြည့်ပြည့်တရေကြီးတော့မမြင်ရအောင်ဒါပေမဲ့စဉ်းစားစရာကိစ္စတွေတော့ရှိနိုင်တယ်ဒါလာကြည့်ကြပါလို့တီးရူထိတ်ခေါ်ချင်ပါတယ်ဟုတ် ပါလေလာပြီးတော့ကိုကြီးမပါဘူးเนาะလာရောက်ဝဲရံလာဆိုတော့ဘာဖြစ်အားကြီးပါအော်ဒါကတော့တီးရိုးအနေနဲ့လည်းပျော်ရပါတယ်ဘာလို့လဲဆိုတော့ဟိုလေ သူ့အနေနဲ့လည်းသူမြင်မြင်ချင်မှာပေါ့နော်ဒါမျိုးလေးကိုထင်တာကိုပြောနေတာဘာလို့လဲဆိုတော့တီတို့ဒါတယောက်ဆောင်နေတာဟင်ကုံလုံးဟာဒီလိုစင်ပေါ်မှာတက်ပြီးတော့အာဒီလိုကိုယ့်ရဲ့ရုပ်ပုံကြီးကိုဒီလိုစင်ရင်းမှာမြင်ရမယ်ရုပ်ရှင်မှာမြင်ရမယ်ဆိုတော့ပြုတ်ထောင်နေအိမ်မက်ဆိုတော့သူလည်းဒီ TV ရဲ့အိမ်မက်ကိုသူ relate လုပ်နိုင်မယ်လို့သူထင်တယ်။ဒီထင်တယ်။အဲ့ဒါကြောင့်မလို့သူဒီ moment လေးကိုသူရှိနေတဲ့အတွက်ကြောင့်လည်းဒီအနေနဲ့လည်း proud ဖြစ်ပါတယ်ဟော appreciate လည်းဖြစ်တယ်သူရောဟော။ TV ရောဒီကြောင်ထဲမှာဒီကားမရိုက်ခင်မှာအများကြီးလေးတို့ဟွာ preparation တွေလုပ်တယ်ပေါ့နော်။ အမလောက်ထားတဲ့ဟာရင်းနဲ့ဘာမှဖြစ်မလာဘူးဒီအဲ့မှာတိမ်မောင်းများစွာဒီဒီလိုတိုးဆောင်မယ်လို့ record တွေယူထားရတဲ့ video တွေလည်းရှိရဲ့အဲ့တကယ်တိုးဆောင်တဲ့ခါမှာမိုးရဆင်းရ environment ညာအတူတူတိုးဆောင်တဲ့လူတွေနဲ့အပေးယူရရကတေးထင်ထားတာတွေထပ်ပိုကောင်းတဲ့ຢာတွေဖြစ်လာခဲ့တာဆိုတော့ဒါလည်းမှတ်တရပါပဲဟုတ်ဒီကားလေးကဒါနိုဝင်ဘာလ9ရက်နေ့မှာစပြီးတော့ရုံတင်မှာမတော့ကြာစနေတနင်္ဂနွေ3ရက်ကတေးတို့ ရုံကားတွေအတွက်အရန်ရေးကြည့်ပါရဲဒါလည်းခုနောက်ပိုင်းမှာပြည်သက်ကရုံစနစ်နဲ့ဒါစိမ့်တော်ဦးဆိုတဲ့ကြောင့်မလို့တိမယ်လို့ထင်ပါရဲအဲကြောင့်တီးတို့ဆောင်မွေးအောင်ကျင်ပါရဲဂုံတုတန်းအနေအောင်ကျင်ပါရဲတီးတို့ဒါလာပြီးအားပေးကြပါအများကြီးလာအားပေးမှတီးတို့နောက်ပတ်တွေရှေ့ဆက်ပြီးပြရလို့ရမှာပေါ့နော်နောက်ကားတွေလည်းတီးတို့ရိုက်လို့ရမှာဆိုတော့တကယ်ပါအာတကယ်ကိုမှတောင်းဆိုကျင်ပါရဲလာခဲ့ပါကျေးဇူးအများကြီးတင်ပါရဲဟုတ်ကဲ့ကျေးဇူးပါပါ